စစ်ရှောင်စခန်းကကျဲကလေးတွေ2025ခုနှစ်ဧပြီလကုန်ကန်ကြီးရက်မှာတော့မောင်လုံမွေးနှစ်ထပ်ခွန်းစစ်ရှောင်စခန်းလေးတခုကိုရောက်ဖြစ်ပါတယ်ဒီစစ်ရှောင်စခန်းလေးကလူတွေဟာပြီးခဲ့တဲ့နှစ်နှစ်ကရွာရင်းနဲ့အတော်အလှမ်းဝေးတဲ့တောထဲမှာစစ်ရှောင်စခန်းတခုဆော့ပြီးနေခဲ့ကြပါတယ်နေရတဲ့နေရာကတောထဲမှုအငားအရန်လိုက်ဖို့ခတ်တာနွားကုံတွေတွေရဲ့နွားတွေကိုချင်းတောင်ပေါ်ကိုမောင်းပို့ရတဲ့အလုပ်ကလည်းချင်းပြည်နယ်တိုက်ပွဲတွေကြောင့်ရက်တန့်ကုံတော်တွေကြောင့် စောင်းဝင်နေရေးပဲလို့မှအဆင်မပြေတော့လို့အရင်စခန်းထက်ရွာနဲ့ပုံနည်းတဲ့တောလေးကိုပြန်ပြောင်းခဲ့ကြတာဖြစ်ပါလေ။ဒါကြောင့်နှစ်ထပ်ကွန်းစစ်ဆောင်စခန်းလေးလို့ဆိုရတာပါ။နှစ်ထပ်ကွန်းစစ်ဆောင်စခန်းလေးမှာမိုးကောင်နဲ့ဖြစ်တယ်လို့ယာယီတဲထိုးပြီးစာတင်နေရတယ်။စာတင်ကြောင်းမဆောက်ရသေးဘူးဆိုလို့တက်နိုင်တယ်မြအကူညီဖို့သွားတာပါ။မောင်လူမွေးရောက်သွားတဲ့အချိန်မှာတော့စခန်းကယာယီမိုးကောင်တဲမြေဆိုင်စာတင်ဆောင်လေးဟာဖယိုဖယဲပြိုကျပြီးနေပါပြီ။မောင်လူမွေးမသွားခင်တရက်က လေအနှဲငယ်ဌာနမှာဒီလိုဖြစ်သွားတာလို့သိရပါတယ်။မောင်လူမွေးလည်းမောင်လူမွေးတို့စုပေါင်းအဖွဲ့အမည်လေးနဲ့9သိန်းကျပ်ကျောင်းဆောက်ဖို့ကျောင်းကော်မတီကိုပေးအပ်လိုက်ပါတယ်။တောင်ဝကန်ဆီယမာလေးရောကျောင်းကော်မတီဝင်ရောစကန်းအုပ်ချုပ်မှုရောမျက်နှာတွေကတိတိသားသားလင်းလက်သွားကြပါတယ်။မောင်လူမွေးဟာကျောင်းဆရာတယောက်ဖြစ်လေတော့နှစ်ထပ်ကွန်းစစ်ဆောင်စကန်းလေးကကျောင်းသူကျောင်းသားတရားခန့်နဲ့ဝေယုံမေအောက်မှာတွေ့ကြပါတယ်။ကလေးတွေဟာစိတ်ပြက်အားငယ်ဖို့မရပဲ။ တက်ကြွသွက်လက်နေတာမြင်ရတော့မောင်လူမွေးဝမ်းနေဝမ်းသာခံစားရပါလေမောင်လူမွေးနဲ့ကလေးတွေတချင်းတစ်ပုတ်အတူဆိုကြပါလေမောင်လူမွေးကရှေ့ကဆိုသူတို့လေးတွေကနောက်ကလိုက်ဆိုပေါ့ပါမေညာမိုက်လူသားရဲ့အာငယ်မနေနဲ့ကွယ်ရောက်တဲ့ထွန်ပါတဲ့ကောင်းဝဲ ရှမ်းများတောက်ပါသေးတယ်ဟိုးကွယ်လင်းလိုက်ဆမ်းမချဲလေးရဲ့တချင်းဆိုပြီးတဲ့အချိန်မှာကလေးတွေနဲ့မောင်လူမွေပူရင်းနေသွားပြီး မောင်လူမွေရောကလေးတွေရောခွန်အားတစုံတရာရလိုက်တယ်လို့ခံစားကြရပါတယ်။ကလေးတွေဝယုံမင်းအောက်ထိုင်နေကြရတာမို့မောင်လူမွေကလေးတွေကိုစကားကြကြမပြောရပါဘူး။သူတို့ချင်းနေလေးတွေမြင်ရအောင်သာတွေးဆုံရတဲ့သဘောပါ။ကလေးတွေရဲ့မျက်နှာမှာညှိုးငယ်ရိပ်မရှိလို့ မောင်လုံးမွေးဖြေတာခဲ့ရတယ်လို့ကောမဒီကလည်းနှစ်ပတ်လည်အတွင်းကံမိုးမြေဆိုင်ကြောင်းပြီးအောင်ဆောက်မယ်ဆိုလို့ဝန်တာရပါတယ်။စာသင်ကျောင်းဆောက်ပြီးတဲ့အခါမကြမကြလာမှဖြစ်ကြောင်းပုံမြင်တွေပြောပြမှဖြစ်ကြောင်းကလေးတွေကိုဂရီးပေးနှုတ်ဆက်ပြီးနှစ်ထပ်ကွန်းစစ်ဆောင်စကန်းလေးကနေမောင်လုံးမွေးထွက်လာခဲ့ပါတယ်။နှစ်ထပ်ကွန်းစစ်ဆောင်စကန်းလေးကနေနောက်ထပ်စစ်ဆောင်စကန်းတစ်ခုကိုမောင်လုံးမွေးဆက်သွားပါတယ်။စကန်းနှစ်ခုဟာလေးမှန်ဝင်းကျင်လောက်ဝေးပါတယ်။မောင်လုံးမွေးနောက်ထပ်ရောက်တဲ့စစ်ဆောင်စကန်းကတော့ မောင်လမွေးကိုယ်တိုင်အဲ့ဒီစကန်ကမိသားစုဝင်တယောက်လိုရင်းနေပြီးသားစစ်ဆောင်စကန်ပါအဲ့ဒီစစ်ဆောင်စကန်ကတော့အသားကျနေပြီမို့လူဦးရေများသလိုစနေလဲကြတယ်ပညာရေးကိုလည်းအားပြရကောင်းမှန်သိပြီးကြေးရွာတော်တော်များများထက်ကိုကလေးတွေဟာပညာရေးကောင်းကြပါလေအဲ့ဒီစစ်ဆောင်စကန်ကဆရာဆရာမတွေဟာမောင်လမွေးနဲ့ခင်မင်ပြီးပညာရေးဆွေးနွေးပွဲတွေလည်းအတူလုပ်ကြပါလေပညာရေးကိုအလေးပေးတဲ့အဲ့ဒီစစ်ဆောင်စကန်ကဆရာဆရာမတွေနဲ့မောင်လမွေးတွေ့ဆုံကြပါလေလာမယ့်ပညာသင်တဲ့အတွက် ပညာရေးဝက်ရှော့လုပ်ကြဖို့ဆွေးနွေးဆုံးဖြတ်ဖြစ်ကြပါတယ်။ပညာရေးဝက်ရှော့လုပ်ပြီးသွားရင် မောင်လုံးမွေးတို့လင်မယားနှစ်ယောက်ရောအဲ့ဒီစစ်ဆောင်စကန်ကဆရာဆရာမတွေရောနှစ်ထပ်ကွန်းစစ်ဆောင်စကန်လေးကအကြောင်းကိုသွားပြီးပညာရေးဝက်ရှော့ထပ်လုပ်ပေးကြဖို့အကြံဉာဏ်ပေးတော့အားလုံးကဝမ်းမြောက်ဝမ်းသာထောက်ခံကြပါတယ်။စစ်ဆောင်စကန်တွေကကလေးတွေဟာရွာထဲမှာနေရတဲ့ကလေးတွေလိုမိုးလုံးလေးလုံးအိမ်နဲ့မနေရသလိုမိုးလုံးလေးလုံးအဆောက်အဦမှာလည်းစာမတင်ကြရပါဘူး။ ရွာထဲကကလေးတွေကိုသူတို့မစားရဘူးမကစားကြရဘူးရွာထဲကကလေးတွေနဲ့လေရင်ကြောက်ရတာချင်းကတော့တူကြပါလေဆေးရှောင်စကန်ကကလေးတွေဟာအစအစအရာရာပိုချို့တဲ့တာမို့သူတို့လေးတွေပညာတော်တဲ့ကြားရင်မောင်လူမွေတိတ်ပျော်ပါလေသူတို့လေးတွေကိုတောစေခြင်းတက်စေခြင်းနဲ့ကိုယ်ဒီသားကိုဥဆောင်နိုင်မဲ့သူတွေဖြစ်စေခြင်းနဲ့သူတို့ဟာဘဝရဲ့ဒုက္ခသင်ယိုးကိုကောင်းကောင်းကြီးညက်ထားသူတွေဖြစ်လို့သူတို့တွေခေါင်းဆောင်နေရာရောက်ရင်ဒုက္ခရောက်နေသူတွေကိုပူနာလဲ ပိုဆောင်လာနိုင်မဲ့သူတွေဖြစ်မယ်လို့မောင်လုံးမွေးယုံကြည်ပါတယ်။စစ်ချောင်းစကန်းကကြဲကလေးတွေလင်းနိုင်ဖို့ဤဆက်သူတွေစွမ်းနိုင်သူတွေလှုပ်ဆောင်ပေးကြပါလို့မောင်လုံးမွေးတိုက်တွန်းလိုက်ပါရစေ။မောင်လုံးမွေး